ီဦးနှင်းမိုးရဲ့ဗီဒီယိုတွေကကြော်သွားဖို့အတွက်ကောင်းလွန်းနေရဆိုတဲ့ဟာဒီကောင်းလွန်းလို့ကြော်မသွားနိုင်ဆိုတဲ့အိဗယ်မျိုးထွက်တယ်။ဒါပေမဲ့ဒီစာကြောင်းကတက်တက်နောက်တာ။ဒါပေမဲ့အဲ့ပုံစံတူစာကြောင်းတွေကိုဆရာဒီနေ့သင်ပေးမယ်။ဒီတစ်တာကတည်ဖို့အတွက်လေးလွန်းနေဆိုတာကလေးလွန်းလို့မတည်နိုင်ဘူးဆိုတဲ့အိဗယ်မျိုးထွက်တယ်။သူကသင်ခန်းစာကိုဆက်လုပ်ဖို့ပင်မလွန်းနေဆိုတာပင်မလွန်းလို့မလုံနိုင်ဘူးဆိုတဲ့အိဗယ်။ဒါပေမဲ့မလုံဘူးလို့မပြောဘူးနော်။ဒါပေမဲ့မလုံနိုင်ဘူးဆိုတဲ့ negative အိဗယ်သူ့ဘာသူထွက်သွားတာ။လွန်းနေဆိုတဲ့ဒီအလုံးလေးကြောင့် သူမကိုခေါ်ဖို့နောက်ကြလုံးနေဆိုတာနောက်ကြလုံးလို့မခေါ်နိုင်တော့ဆိုတဲ့ပဲထွက်တယ်။သူကအချိန်မီရက်ဖို့မြန်လုံးစွာမောင်းခဲ့တယ်ဆိုတာအရန်ကိုမြန်လုံးလို့မရနိုင်လို့ဆိုတဲ့ပဲမထွက်တယ်။မိကုန်းကဖြေဖို့ခက်လုံးနေဆိုတာခက်လုံးလို့မဖြေနိုင်ဘူးဆိုတဲ့ပဲထွက်တယ်။ဒါပေမဲ့ဒီကောင်ကဘာဖြေလုံးနေတယ်ဆိုတဲ့ပုံစံနဲ့ပြောမှာအငင်းသဘောတော့ဆောင်းလေ not တော့မပေါ့။အဲ့ပုံစံရေးဖို့အတွက်ဆိုရင် subject verb 2အဲ့2ကလုံးနေဆိုတဲ့တာဝန်ကိုထမ်းဆောင်ပါတယ်။ သူ့နောက်မှာဆိုလို့ရှိရင် adjective ဒေါ်နဲ့ဆုံးတဲ့ကဟုတ်မဟုတ်ဝင် adverb ဒီစွာနဲ့ပေါ့နော်အဲဒီစွာနဲ့ဆုံးတဲ့ adverb လိုက်မယ်ပြီးရင် true black သူ့နောက်မှာ verse လာပေါ့။ဘာဖြစ်ဖို့အတွက်ဘာဖြစ်လုံးနေဆက်ပုံစံလေးပါ။ဒီတက်တာ subject ပေါ့ this box ဒီတက်တာဘာဖြစ်လုံးလဲလေးလုံးတယ်။လေးတာတော့ heavy ပေါ့။အဲရှိရဘူးလား heavy adjective ဖြစ်တယ်။ adjective ကိုဒေါ်ကိုဒီဖြစ်ဖို့အတွက်ဆရာတို့ဒီမှာ is လေးထည့်ပေးရမယ်။အခုခဲဆို is ထည့်ရတယ်။ this box is heavy လေးလုံးနေဖြစ်အောင် ဒီ adjective ကို2နဲ့2နဲ့ထူကြမှာညှက်ရတယ်ပေါ့ဗျာဒါပေမဲ့မှတ်ထားမှာဒီ2နဲ့တော့ heavy อ่ะမဆိုင်ဘူး too heavy อ่ะတက်တက်လေးလွန်းတယ်ဘာလို့ဖို့လေးလွန်းလဲတဲဖို့လေးလွန်းတယ်တဲတာ carry အဲ့ဒါဘာဖြစ်သွားလဲဆိုရင် this box is too heavy to carry တဲဖို့လေးလွန်းတယ်ပြောချင်တာကလေးလွန်းလို့မတဲနိုင်ဘူးသူကသင်္ကန်းစာကိုဆက်လုပ်ဖို့ပင်မလွန်းနေခဲ့တယ် subject နဲ့စာမယ် to this or he ဟုတ်ပြီနော် subject ပြင် verb လာမယ်ပေမန်းတာ t i r e d tire adjective ဖြစ်တယ် adjective ဆိုရင်ဒီမှာ amissa ထည့်ရမယ်ဒါပေမဲ့ပေမန်းတာအတိတ်ဆိုတော့ amissa မသုံးမယ်နဲ့ was သုံးမယ်ဒီ writing series ကို day 1နဲ့ကြည့်လာခဲ့လို့ဆိုရင်ဒါကိုအသားကျတယ်နိဟိုးဒီလုံးဝအခြေခံမရှိတဲ့လူကအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30တရားကြည့်လိုက်လို့ဆိုရင်ဒါတော့ကတော့ essay ဖြစ်နေပြီဒါပေမဲ့ဒီ tire ဆိုတဲ့ adjective ရှင်မှာဆိုတာ2ထည့်လိုက်တယ်အဲဒါရိုးရိုးပေမန်းတာမဟုတ်ဘဲနဲ့ပေမန်းလုံးနဲ့ဆက်ကြည့်ပဲထပ်သွားတယ်ဘာလုပ်ဖို့လဲဆက်လုပ်ဖို့ဆိုတော့ to continue ဘယ်သင်ခန်းစာလဲသင်ခန်းစာကိုဆိုတော့ the lesson ပေါ့နော်ဒီ lesson ဒီဒီသင်ခန်းစာဆိုတော့ this lesson ဖြစ်မှာပေါ့ he was too tired to continue the lessons သူမကိုခေါ်ဖို့နောက်ကြလုံးပြီနောက်ကြတာဘယ်လိုနောက်ကြလဲဆိုတော့ subject မပါဘူး subject မပါရင် subject အတု dummy subject ကိုခေါ်မယ်လို့သင်ပေးထားတယ်အဲ့ဒါ ints ဖြစ်တယ်နောက်ကြတာအခုနောက်ကြနေဆိုတော့ is တုံးမယ်နောက်ကြလဲဆိုတော့ adjective က late အဲ့တော့ရိုးရိုးနောက်ကြတာမဟုတ်ဘူးနောက်ကြလုံးပြီဖြစ်အောင်အဲ့ late ကရှင်မှာ too late ထည့်လိုက်တယ် it is too late နောက်ကြလုံးသွားပြီဘာလို့ဖို့လဲ to နောက်မှာ verb လာမယ်ဘာလို့ခုနောက်ကြလဲခေါ်ဖို့ဆိုတော့ to call ပေါ့ subject ပြင် verb လာတယ်ပေါ့နော် verb ပြီးလို့ရှိရင် oh sorry to နောက်မှာ verb လာတယ် verb 0ဘာနောက်မှာ object လာမယ်ဘယ်သူ့ကိုခေါ်မှာလဲသူမကိုဆိုတော့ဟာဘယ်တော့ခေါ်မှာလဲဆိုတော့အခုခေါ်မှာဆိုတော့ဆရာက now လိုက်တယ်အဲ့တော့ it is too late to call her now သူမကိုအခုခေါ်ဖို့နောက်ကြလုံးပြီသူကအချိန်မီရပ်ဖို့မြန်လုံးဆောင်မောင်းရတယ်ပြောချင်တာကမြန်လုံးလို့မရက်နိုင်တော့တခုဖြစ်သွားခဲ့တယ်ပေါ့သူဒီဆိုတော့ဒီ subject ပြင်ဘက်ကိုသွားမယ်မောင်းခဲ့တယ် မောင်းတဲ့ဘဝန် drive ဘတူက drop GRO V drop ဟုတ်ပြီဘာဖြစ်လုံးလာလဲညံလုံးစွာညံလုံးစွာဆိုတာ antidote တော့မဟုတ်ဘူး alpha ဒီ drop ဆိုတဲ့ဘက်ကိုအထူးပြုမှာညံလုံးစွာကိုလည်း fast ပဲခေါ်တယ် fastly လို့မခေါ်ဘူး fast ကညံတော်လည်းရှိတယ်ညံစွာလည်းရှိတယ်အဲ့တော့အဲ့အဲ့ဒီ alpha ကိုဆိုတာ2နောက်မှာထည့်လိုက်တော့2 fast ဆိုတာညံလုံးစွာမောင်းပြဆိုတဲ့ဖြစ်တယ်ဘာလို့ဖို့လဲရက်ဖို့2နောက်မှာ vet လာမယ်ရက်တာ stop ဆိုတော့2 stop ဆိုတော့ he drop 2 fast 2 stop အချိန်မီဘယ်လိုခေါ်လဲဆို in time ပေါ့ ်အချိန်မှန်ကို on time အချိန်မီကို in time အားလည်းလက်မှတ်ထားအချိန်မီရက်ဖို့အတွက်ဉာဏ်လုံးစွာမောင်းခဲ့တယ်ပြောချင်တာရက်ဖို့အတွက်ဉာဏ်လုံးနေတယ်မရနိုင်ခဲ့တော့မိကုံးကဖြေဖို့ခက်လုံးတယ်မိကုံးဆိုတော့ the question ဆက်ကြပြီးသွားပြီဆက်ကြပြီးနောက်ဆုံးတော့မယ်ခက်တာ difficult ပေါ့ D I F F I C U L T difficult က adjective ဘောင်းနဲ့ဆုံးလဲဆိုတော့ရှင်းပါ insert ရမယ်ခက်ခဲတော့နင်ခက်ခဲတိဖြစ်သွားရင်ခက်ခဲလုံးနဲ့ပြန်ထူးပါထက်လိုက်လေ the question is too difficult ဘာလို့ဖို့လဲ ဖြေဖို့ဆိုတော့သူနောက်မှာ answer ထည့်လိုက်တယ် the question is too difficult to answer မင်းကဖြေဖို့အတွက်ခက်လွန်းတယ်ကြည့်ဒါဆိုရင်ဒီနေ့မှာလဲဘာဖြစ်ဖို့အတွက်ဘာဖြစ်လွန်းနေဆိုတဲ့ပုံစံကိုဆရာတို့သိပြီးသွားပါပြီနမူနာစာကြောင်းလေးခုပေါ့ထက်ပြီးတော့ပွားပြီးတော့စီစီလို့လည်းရတယ်မင်းနင်းတစ်တစ်ပိုင်းလည်းတက်မယ်ဆရာအဟောင်းလေးတော့ပြန်ပြီးတော့ဆွေးထားမယ်တိတ်မရခဲ့မှာပဲစာပိုက်တွေရေးရတယ်ဖိုင်တင်ပါ